နိကေထဲမှာလာရှိတဲ့မဟာပုရိသဝိတကဆိုတဲ့ဒီအချက်ရှစ်ချက်ကိုနည်းနည်းလေးအကျဉ်းချုပ်ပြောမျိုးကိုပြီးတဲ့အခါမှာတော့နောင်မပြီးလို့ချင်းဆက်ပြီးတော့အကျယ်ပြောတဲ့အခါတော့တစ်ချက်နှစ်ချက်လောက်ပြောလို့ချင်းအလုံးမှာတသဘောတည်းဝင်သွားတော့တာပါအဲ့တော့မဟာပုရိသဝိတကဆိုတာယောက်ျားမြတ်တွေရဲ့အတွေ့အခေါ်လို့ဒီလိုပဲပြောရင်ရတယ်ပေါ့ဘသူတွေရဲ့အတွေ့အခေါ်တော့ဆိုရင် မြင့်မြတ်တဲ့ယောက်ျားမြင့်မြတ်တဲ့အမျိုးသမီးတွေဖျားဆတဲ့သူတော်ကောင်းတွေအရိယာပုဂ္ဂိုလ်တွေရဲ့အတွေးခေါ်ရှစ်ချက်ပေါ့ဒီရှစ်ချက်ကိုဘာဖြစ်လို့ပြောရတာတော့ဆိုတော့ခုခေတ်မှာရှင်ပြတို့ဒီလူတွေကလည်းပဲတက်သည့်နားလေတဲ့စာဖအားကောင်းတဲ့ပုဂ္ဂိုလ်တွေရှိလာတယ်ရှိလာတော့သူတို့စိတ်ထဲမှာ ဒီဘုန်းကြီးတွေတန်ဃာတော်ရှင်မြတ်တွေပြောတဲ့အတိုင်းမဟုတ်သူတို့မှလည်းပဲအတွေးခေါ်လေးတွေတချို့မှရှိလာကြတယ်အဲ့တော့တပည့်တို့ဘက်ကဒီဟောယုံပြောယုံလေးနဲ့မလုံလောက်တော့တက်နိုင်တယ်မရဒီစိတ်ထားကောင်းနေပေါ့တနည်းအားဖြင့်ပြောရင်တမာရီအားကောင်းတဲ့ပုံကိုဖြစ်ဖို့လိုလာတယ်။ဘာအားကောင်းတဲ့ပုံကိုဖြစ်ဖို့လိုလို့ဆိုရင်တမာရီအားကောင်းမှလည်းပဲတမာဟီတောယထာဘူတံပဇာနာတိတဲ့ဆိုကြည်တယ်မှာ၃ခေါက်လောက် တမာဟိတောတမာရိရှိလာမတမာရိအားကောင်းလာမစိတ်သက်တည်မြင့်မြတ်လာမယထာဘူတံပဇာနာတိတဲ့အမှန်ကိုအမှန်တိုင်းအဟုတ်ကိုအဟုတ်တိုင်းသိတယ်အဟုတ်ကိုအဟုတ်တိုင်းသိဖို့အတွက်တမာရိအားလိုတယ်စိတ်ထားမြင့်မြတ်မှုလိုတယ်ပေါ့ဗျာကြောင်းမြန်ပြန်ကြည့်လိုက်လို့ရှင် စိတ်ထားညံ့ပါတယ်ဆိုရင်အတွေးကော်ဒီမမှန်တော့အမှန်တိုင်းမသိနိုင်ဘူးပေါ့ဒါကြောင့်မဒီလိုလိုဒီဒီမဟာဝိတက်ကပုရိသ မြင့်မြတ်တဲ့ပုံကိုယ်တွေရဲ့အတွေးခေါ်မြင့်မြတ်တဲ့ဖះစားတဲ့သူတော်ကောင်းတွေအမျိုးသမီးတွေအမျိုးသားတွေရဲ့အတွေးခေါ်ရှစ်ချက်ပေါ့ဒါလေးကိုနည်းနည်းလေးဒီလိုပြောပေးမယ်ပေါ့ဒီလိုတို့ဒီတနေ့ရတော့ငါဒီနေုံလောက်ွယ်နေကြရင်ဆုံးကပ်မဲ့ဒီဒီလိုတို့ဒီဒဂါကြီးတွေနေတဲ့ကြောင်းပေါ့ဒီယရနာဘုံကြောင်းပေါ်မှာပေါ့အဲ့ဒီကြောင်းရဲ့ကြောင်းတကာရဲ့သမီးအဲ့ဒီသမီးရဲ့ယောက်ျားဆိုတော့ကြောင်းတကာရဲ့သမတ်ကြမှာပေါ့ဒဂါကြီးဥအောင်တိုက်ပေါ့ သူကလည်းပဲတလောကဆုံးကလာရင်းနဲ့ဆုံးကလာလျှောက်ရင်းနဲ့ဘာမေးတယ်လဲဆိုတော့ရှင်ပြားတဲ့မေးခွန်းတစ်ခုမေးခြင်းနဲ့တပည့်တော်စိတ်ထဲမှာတမျိုးကြီးဖြစ်နေတယ်တဲ့တပည့်တော်ခုမှဂျိတ်တာတွေလည်းပဲပေါ်နေတယ်တပည့်တော်ကိုယ်တိုင်လည်းပဲဂျိတ်တာတွေဝင်มาတယ်တဲ့တရားလည်းပဲတကယ်ထိုင်มาတယ်ပေါ့ဒါပေမဲ့လို့တပည့်တော်နဲ့အတင်အတူတကွာဂျိတ်တာဝင်လာတဲ့ပုံကိုယ်ကြီးတချို့တချို့ပုံကိုယ်ကြီးကြတော့ စိတ်တာကထွက်ပြီးတော့တရားအထုတ်ပြီးတော့ပြန်လာတဲ့အခါမှာလည်းပဲစိတ်တည်းရဲ့ကျန်းလိုက်တာဗျာတဲ့လောဘဒေါသတွေကပိုပြီးတော့တောင်ကြီးလာသလားလို့တန်တရားတောင်ဖြစ်မိသေးတယ်တဲ့တပိတော့လည်းပဲထိုင်တာပဲတပိတော့လည်းမိတ်ဆွေတွေလည်းတရားထိုင်တာပဲသို့တော့ထွက်လာတဲ့အခါမှာပိုပိုပြီးတော့တောင်ကျန်းတယ်လို့လူဖြစ်လာတယ်ဒါသူ့စိတ်ထဲထင်တာကိုလျှောက်တာပါအဲ့ဒါဘာသဘောလဲဗျာတဲ့တပိတော့တရားတွေပုံမှာလည်းပဲဖိုလ်လို့ကြီးမမြင်ဘူးပေါ့သူ့မှာပြဿနာမရှင်းနိုင်ဘူးပေါ့ ီလိုပြဿနာလာပြီးတော့မေးတယ်ပေါ့နောက်ဒီနေ့လဲပဲတကာဥအောင်မြင်ထွန်းကဗာမေးရတယ်ဆိုတော့ဒီဖျားတည်တဲ့အခါမှာတဲ့တပည့်တို့ခုလူတွေဘာတွေထဲ့ကြတယ်ပေါ့ဆွဲကြိုးတွေလက်ကောက်တွေလက်စွပ်တွေထပနာထဲ့ကြတယ်သူ့အနေနဲ့ဒီထပနာထဲ့တာဘာဖြစ်လို့လဲနားကိုမလဲဘူးတဲ့ဒီဖျားထဲမှာထပနာထဲ့တယ်ဆိုတော့ ဒီဘာကိုကြည်စူးပြီးတော့ထဲ့တာလေဘလို၄ကျိုးတွေရတယ်စာပေဘလို့ရှိတလေတဲ့ဒါကိုတပြီးတော့သိကျင်တာရမ်းပြီးတော့သူများထဲ့တယ်လို့လဲမထဲ့ကျင်ဘူးဗျာတဲ့တပြီးတော့နားမလည်လို့အမှန်တိုင်းမေးတာပါဆိုပြီးတော့အဲ့ဒီနေ့လည်းပဲတကဥအောင်မြင်ထွန်းမေးတယ်ပေါ့အဲ့တော့တပြီးတော့ဒီခုခေတ်မှာတချို့စာဖတ်အားောင်းတဲ့ပုဂ္ဂိုလ်တွေကများလာတယ်နိုင်ငံခြားမှာဆိုလို့ရှိရင်ဒီတဲ့တောင်ပိုများပါသေးတယ်ဒီအရင်တကတပြီးတော့ဒီလာလာပြီးတော့ဒီ အိန္ဒိယမှာ PhD ဘွဲ့ဒီဒေါက်တာဘွဲ့လုပ်နေတဲ့ကိုရီးယားဘိက္ခုနီပေါ့ဒီမူလတီကာကိုပဲသူ အင်္ဂလိပ်လိုပြန်နေတယ်အင်္ဂလိပ်လိုပြန်တဲ့အခါမှာတပီတော့စီလာလာပြီးတော့မသိတဲ့အချက်ကလေးတွေပုံစံလေးတွေ၅ချက်၆ချက်လောက်ကြိုးကြိုးပို့ထားတယ်တပီတော့လည်းပဲနေလေကြည့်ပြီးတော့ပြန်ပြန်ပြီးတော့ဖြေတယ်သူလည်းပဲသဘောကျပါဒီရန်ကုန်ပြန်ပြီးတော့လောက်တော့မဲ့ဟာကိုဒီမှာမေးလို့ကောင်းတဲ့အတွက်ဒီမှာပဲလောက်တော့မဲ့ဆိုတော့ရှောက်ပါတယ်အဲ့တော့ဘာပြောချင်တာလဲဆိုတော့သူတို့ တပည့်တို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာတွေကြတော့ဒီရောထွေးမှုတွေဖြစ်နေတယ်ပေါ့အကြီးကိုယူသေးတာနဲ့မတိတာကိုမေးတာယူသေးမှုနဲ့မတိတာကိုမေးတာတွေဟာစော်ကားတယ်လို့လူမလေးမခန့်ပြုတ်တယ်လို့လူဒါမျိုးတွေရောထွေးသွားတဲ့အခါမှာတပည့်တို့ဒီမြန်မာလူမျိုးဗုဒ္ဓဘာသာတွေကမေကုံမေးရမှာတွေဝန်လေးသွားတယ်ပေါ့ဗျာသူတို့ကြတော့မေခွန်းတွေတိတ်ပြီးတော့သိချင်တယ်မေးတယ် ရဲရဲတင်းတင်းကုန်ပြီတဲ့တခါတည်းရန်သူတို့မကျေနပ်ဘူးဆိုရင်ဘာကြောင့်သူတို့ဒါကိုမကြိုက်သေးပါဘူးဒီဖြစ်ဒါမျိုးတီသူတို့မေးတယ်ပေါ့ခုလည်းပဲတရွတ်တို့ဒီဗမာတွေဖြစ်ပြီမဲ့လို့တချို့အတွေးဖို့ကောင်းလာတဲ့ပုံစံတွေကြတော့စူးစမ်းလာခဲ့တယ်ပေါ့စောစောကလို့ပေါ့ရိတ်တာတွေတရွတ်အတူတူဝင်ကြတယ်သူကြည့်ရတာထွက်လာမှပို့ပို့ပြီးတော့ကြမ်းတမ်းပြီးတော့ဒေါသတွေပို့ကြည့်လာတယ်လို့ခံစားတယ်သူဖြစ်စေချင်တာတရားထိုင်ပြီးလို့ရှိရင်ပို့ပြီးတော့နှုတ်လာစေချင်တယ်လောဘတွေလည်းပဲပို့ပြီးတော့နှဲသွားစေခြင်းလေ ူးစိတ်ထဲမှာဒီလိုဖြစ်စေခြင်းတာပေါ့ဒါပေမဲ့လို့သူနဲ့တူတရားထိုင်လာတဲ့ပုံကူတွေဒီလိုမဖြစ်ဘဲနဲ့တချို့ကျတော့ပိုးပို့ကျမ်းလာပြီးတော့ပိုးပို့လောဘဖြစ်လာတယ်လို့ဒီလိုမြင်လာတယ်ပေါ့တပိတော်ကလည်းပဲဒီအတူချုပ်ပြောရရင်တော့ဘလို့ဖြေလိုက်တယ်လေဆိုတော့တပိတော်ပြောနေကြအတိုင်းပဲဒီဓမ္မကိုနေစဉ်သုံးဘဝထဲမှာမယူခဲ့လို့လို့ဒီလိုပဲဖြေလိုက်တယ်ဘာတရားကိုဘယ်ထဲမှာမယူခဲ့တာတော့ဆိုရင် ဓမ္မကိုနေစဉ်သုံးတဲ့ဘဝထဲမှာမอยู่ခဲ့လို့ဒီလိုပဲတပြီတော့ပြောလိုက်ပါတယ်တရားတို့မဟာစီရိတ်တံမှာတရားထိုင်နေတယ်ထိုင်တော့ဆရာတော်ရဲ့တရားတွေရောအလုံးမဟာစီဆရာတော်ကြီးရဲ့တရားတွေမှာဉာဏ်စဉ်နာတယ်ဆိုတာတောင်မှဒီတရားဟာနာယူပြီးတဲ့အခါကိုယ်တဏ္ဏမှာဘယ်ဆင့်ရောက်တယ်သိဖို့ဆက်လက်ပြီးတော့ဒီလိုဖြစ်နေရင်ဘာဉာဏ်ရောက်တယ်ဆက်လက်ပြီးတော့အာထုံနိုင်မှုတွေနားတယ်ကိုယ့်ရဲ့ကိုယ့်ရွာကိုယ့်အိမ်ကိုပြန်ရောက်လို့ရှိရင်လည်းတက်နိုင်တယ်မြတ်စူးစမ်းပါလို့ဒါမျိုးမှားလေးရှိတယ်ပေါ့ ဒါပေမဲ့လို့တပည့်တော်တို့လူပုဂ္ဂိုလ်တွေကြတော့ဒီလိုမဟုတ်တော့တရားသွားထိုင် ပြီးလို့ရှိရင်တရားကိုဘယ်မှာပြစ်ထားခဲ့တော့ဆိုရင်စိတ်ဓာတ်ထဲမှာပြစ်ထားဒါတွေကမှားတယ်ပေါ့တကယ်တီထောင်တဲ့ဆရာတော်ကြီးတွေမြတ်စွာဘုရားရဲ့အလိုကျတီထောင်တဲ့ဆရာတော်တွေကြတော့ဒီလိုမဟုတ်ပါဘူးနေ့စဉ်သုံးတဲ့ဘဝထဲမှာဒီဓမ္မတွေကိုဆွဲယူခဲ့ဖို့ပါဒီဒါနဆိုလို့ရှိရင်လည်းပဲဒီတိုင်းပေါ့တပည့်တော်တို့ကငွေတွေတိမ်မောင်းများစွာကုန်မဒါနလို့ထင်တယ် အချင်းချင်းစာအုပ်လေးတော့မရှိတာကိုတက်နိုင်နေမြကူညီတယ်ဒါလည်းပဲဒီလိုလိုမေတ္တာတရားတွေဒီမေတ္တာတရားအရှည်ရဲ့နိုင်နေကြတော့ဆိုပြီးတော့မေတ္တာပို့မှမေတ္တာမဟုတ်ပါဘူးကာယကံမြောက်ကူညီတယ်တယောက်သောပုဂ္ဂိုလ်ဒုက္ခရောက်ပြီးလဲသွားတယ်ဒီလိုတော့ဖေးမှပြီးတော့ဟားတိုက်ပြီးတော့ဘေးရမကြီးပဲနဲ့သွားပြီးတော့တွဲပြီးတော့ကူညီတယ်ဆိုရင်ဒါကိုကာယကံမေတ္တာလို့ခေါ်တယ်ဗာမေတ္တာလို့ခေါ်တော့ ပုဂ္ဂိုလ်တယောက်စိတ်ဆင်းရဲဒုက္ခရောက်နေတယ်ဆိုလို့ရှိရင် သူ့ဒုက္ခတွေကိုအင်းငိမ့်တော့တတ်နိုင်နေမြဲအားပေးစကားပြောတယ်ဆိုရင်ဒါဘာမေတ္တာလို့ခေါ်လဲအဲ့တော့ဒီကာယကံမေတ္တာဝစီကံမေတ္တာမနောကံမေတ္တာဒီလိုတို့မေတ္တာပို့တယ်ဆိုရင်ရှေးရနိုင်နေကြသောပုဂ္ဂိုလ်ချမ်းသာပါစေဒီကက်ဆက်တရားလည်းပဲတချင်းတွေပါတွေလောက်ပြီးတော့ဆိုတယ်ဒါဟုတ်ပဲမေတ္တာထင်နေသည်မြတ်တော့ဒီလိုတို့ငြိမ်းချမ်းမှုကတော့မရပါဘူးအဲ့တော့တတ်နိုင်လို့ရှိရင်ကိုယ်နဲ့အတူတူနေတဲ့မိသားစုကိုယ်နဲ့တကြောင်နေနေတဲ့ပုဂ္ဂိုလ် ဒီအတူတူနေတဲ့တငယ်ချင်းချင်းတောင်မှတိတ်အောင်မနေနိုင်ပါဘူးဆိုရင်ဒီပုဂ္ဂိုလ်ဟာဒီလိုလောကီလိုပြောရင်တော့နုပညာမဆန်တော့ဘူးပေါ့ဗျာကိုနဲ့နေတဲ့ပုဂ္ဂိုလ်ပေါ်မှာတက်နေနေမြဲကိုကမေတ္တာအရင်ပေးဆက်ရမှာလေအဲဒီလိုဘဝထဲမှာမေတ္တာတရားဆိုလို့ချင်းလဲစာထဲတွင်မထားဘဲနဲ့နေစဉ်သုံးဘဝထဲမှာကာယကံနဲ့ကုညီမယ်ဝစီကံနဲ့ချိုချိုသာသာပြောမယ်သူမကြိုက်လို့ရှိရင်မပြောဘဲနဲ့ကြိုက်တဲ့စကားလုံးမှန်တဲ့စကားလုံးအကျိုးရှိမဲ့စကားလုံးကိုသုံးမယ်ဒါမျိုးတွေနေစဉ်သုံးဘဝထဲမှာ လာလို့ရှိရင်ပြည့်ရတို့ကြံတန်းမှုဆိုတော့ဖြစ်အောင်မလားဆိုရင်ဒီဒါနာသဘောတွေလည်းပဲဒီလိုပဲပေါ့ကိုယ်တကယ်ကူညီတဲ့နာမည်မရရင်နေပေးစီနာမည်တက်ပြီးတော့လှူလိုက်ရမှကုသိုလ်မဟုတ်ဘူးကြားထဲမှာဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကိုဘယ်လိုကူညီမလဲဘယ်သူမသိသိသိသူ့ရဲ့ဒုက္ခကိုကိုယ်ကကူညီနေတယ်ပေးလိုက်တယ်ဒါတွေလည်းပဲဒါနာဒါနာဆိုတာပရိစ္ဆာကလက္ခဏာဒီလိုနေစဉ်သုံးဖို့ရတယ်ကွာဒါဥပမာကိုပြောပြတာပါဒီကျင့်သုံးနေတဲ့ဓမ္မတွေကို ရိတ်တာထဲမှာများများကျင့်သုံးနိုင်တယ်လို့နေစဉ်ဘဝထဲမှာလည်းစွမ်းအားရှိသည့်မြတ်တတိလေးထားပြီးကျင့်သုံးနိုင်လို့ရှိရင်ငြင်းချမ်းပါတယ်လို့ဒီလိုမှမဟုတ်ဘဲနဲ့ဒီလိုတို့ဒီတကြံလုံးမှာဆိုရင်ဒုံလဘတွေဝတ်ကြပရိဒီလေဘင်းမှာဆွဲပြီးတော့လဘေးဆိုင်တွေထိုင်လိုက်ဒီလဟာလာလှုပ်လိုက်လန်တလာလိုက်နဲ့ဒါမျိုးတွေဒီပရိလေဘင်းမှာကာယုံနဲ့ချက်ယုံနဲ့ရတော့ဒီလိုတို့သူတော်ကောင်းဆိုတာဖြစ်ဖို့မလွယ်ပါဘူး ဲ့တော့ဒီပြုတ်တို့ဒီဒါကြောင့်မို့တန်ဃာတော်ရှင်မြတ်တွေဖြစ်လာပြီဆိုလို့ရှိရင်လူတွေကတက်တိနားလေတဲ့အခါမှာတချို့ဘောဓုတ္တလိုက်စားတဲ့အခါလက်တွေ့ကျင့်သုံးကျင်တဲ့အခါမှာသူတို့မှာတန်တရားတွေဖြစ်ဖြစ်လာဒါကိုဒီပြုတ်တို့ကတက်နိုင်နေပြဖြည့်ရှင်းပေးရအောင်ဖြည့်ရှင်းပေးတဲ့အခါမှာလည်းပဲစာတိတဲ့လက်တွေ့အားဖြင့်လည်းပဲကိုယ်တိုင်ကျင့်သုံးစေခြင်းနဲ့ပေါ့ဗျာလက်တွေ့အားဖြင့်ကျင့်သုံးလာပြီဆိုလို့ရှိရင်လမ်းသွားတဲ့ဆိုရင်တတိလေးထားသွားရင်သင်ငန်းကြီးမကြီးပြန်ပြီးတော့ကြည့်ဒါကလည်းပဲဒီပြုတ်တို့ဒီ တတိပဋ္ဌာန်ထဲမှာတွန်းလို့ရတာကိုကိုကိုသိနေလို့ရှိရင်ဒါရီယာတတိပဋ္ဌာန်အာတုတ္တကံမှာသင်္ကန်းကင်တဲ့အခါသပိတ်ကင်တဲ့အခါဒါရီယာတတိရှိနေလို့ရှိရင်တတိပဋ္ဌာန်ထဲမှာအနုစားမဟုတ်တောင်မှအကျဉ်းစားနေနဲ့ဝင်သွားတာပဲဒါရီယိုတရွတ်တို့ဒီနေစဉ်သုံးဘဝထဲမှာမတွန်းခဲ့လို့လူတွေဟာရိတ်တာထဲမှာပဲထားခဲ့တဲ့အတွက်ကျန်တန်းတာဖြစ်နိုင်ပါတယ်ဆိုပြီးဒီလိုဒီတိုင်းပဲဖြေလိုက်တော့သူလည်းပဲဒါသဘောပေါက်ပုံရပါတယ်။နောက်ဒီနေ့မေးခွန်းကလည်းပဲပါလဲဆိုတော့ ဒီအဲ့ဓာတွေရောဆွေတွေငွေတွေနောက်လက်ဝတ်တန်းစားတွေဖျားထဲမှာထည့်ပြီးထပ်ပနာ ပိတ်တာတော့နားမလည်ဘူးလို့ဒီမြတ်စွာဘုရားကိုမြတ်စွာဘုရားရဲ့ရုပ်တုအောက်ကနေပြီးတော့ရွှေပလင်လေးတွေချတာတော့ဒါဥဋ္ဌိတဇေတိဥဋ္ဌိတဇေတိအောက်ကနေမြတ်စွာဘုရားကိုပူဇော်တဲ့သဘောတွေတော့နားလည်တယ်ပေါ့နောက်ပြီးတော့ရွှေကိုမလူပဲနဲ့ဒီရွှေကိုဖျားပုံ ထုပြီးတော့အရေးကြိုပြီးတော့ဥဋ္ဌိတဇေတိလေးတွေထည့်ပြီးတော့ထုပြီးတော့ထွန်းပြီးတော့ ီလိုတို့မြတ်စွာဘုရားရဲ့ထပ်ပနာတဲ့ထဲ့တယ်ဆိုတာဒါလည်းပဲနားလည်ပါတယ်လို့ဒါဩဒိတစီတီနောက်မြတ်စွာဘုရားရဲ့တက်တော်တွေထဲ့တာဒါဒီလိုတို့ဓာတုစီတီပရိဘောဂစီတီနောက်ပြီးတော့ဒီရွှေပြားတွေတို့ကြေပြားတွေတို့စာရီဝါတွေထွန်းထုပြီးတော့ထဲ့တယ်ဆိုတာတော့ဓမ္မစီတီသဘောမျိုးသဘောပေါက်တယ်လို့ ဒီလက်စွပ်တွေရွှေတွေငွေတွေဆွဲချိုးတွေထည့်တာတော့ဘုန်းကြီးလည်းနားမလဲပါဘူးလို့ဒီလိုပဲပြောလဲရတယ်ပေါ့တပည့်တော်လည်းတကယ်နားမလဲတာပေါ့ဘာဖြစ်လို့ထည့်တုံးဘာအကျိုးရှိတုံးဆိုတော့ဘယ်မှာလဲပဲမတွေ့ဘူးသေးဘူးရှိကျင်တော့ရှိမှာပေါ့တပည့်တော်မတွေ့ဘူးတာလည်းဖြစ်ခြင်းဖြစ်မှာပေါ့အဲ့တော့သူ့ကိုတပည့်တော်ပြောလိုက်တယ်ဒီမစိုးရိမ်ဆရာတော်ကြီးရဲ့စကားလေးအတိုင်းပဲကိုယ့်အကူကျင့်သုံးနိုင်ရင်ကောင်းတာပေါ့လို့ဒီတောင်မြို့ခန္ဓာယုံမှာ တရွတ်တို့နှစ်ရာပြည့်ပွဲလုပ်တုံးက ဒီစီဝေဝဲတစ်ခုလောက်တော့တပီတော့တက်လိုက်တယ်ပေါ့တခါတယောက်ကချမ်းသာတော့တောင်မျိုးဆရာတော်ကြီးရဲ့ကျမ်းစာတွေကိုကြောက်စာရေးခြင်းတယ်ပေါ့ဘာရေးခြင်းလို့ဆိုရင်ကြောက်စာရေးပြီးတော့မြေခွက်တရေကလောက်ထဲမှာစသည်ဖြင့်ကြောက်စာရုံစရိပ်ပြီးတော့ဒီအမိုးတွေနဲ့ဘာတွေနဲ့လှုပ်ခြင်းနဲ့ပူဇော်ခြင်းနဲ့ပေါ့အဲ့တော့တပီတော့နိုင်ကဆရာတော်တွေကအလုံးစီဝေးပြီးတော့တင်ပြဆွေးနွေးပါဆိုတော့ခုဝေဇယန္တဆရာတော်အမေရိကရောက်နေတယ်ဆရာတော်ဥမောဒတာပန္တိတရဲ့ ခုရန်ကုန်တက္ကသိုလ်ပါမောက္ခကျုပ်ဆရာတော်ရေသူတို့ဆွေးနွေးကြတာတပည့်တို့နားထောင်နေပေါ့အဲ့တော့သူတို့ကဘာပြောကြတယ်ဆိုတော့လောကမှာတံ္မာရာ၃ပါးရှိပါတယ်တဲ့အကြောင်းနဲ့ပြည့်စုံတယ်အကျိုးနဲ့ပြည့်စုံတယ်နောက်ပြီးတော့တတုပကာရတံ္မာရာအကြောင်းအကျိုးတဲ့ခုနအကျိုးများမှုပေါ့အလုံးတတ္တဝါတွေပေါ့အကျိုးတက်ရောက်မှုဒါတွေနဲ့ပြည့်စုံမှာပို့ပြီးတော့ကောင်းတဲ့အကြောင်း စေရနာတရာတရားရှိတယ်ပစ္စည်းဥစ္စာရှိတယ်ရှိတဲ့တဲ့တွေအဲ့ဒီအကြောင်းနေရှိလို့ကြောက်စာလူမယ်ဆိုရင်ကြောက်စာယုံကြီးဆိုတဲ့အကျိုးတရားတော့ပေါ်နိုင်ပါတယ်တဲ့ဒါပေမဲ့လို့ဒီကြောက်စာကြီးဆရာတော်ရဲ့ကျမ်းစာတွေကိုကြောက်စာကြီးတွေရိုက်ပြီးတော့ထည့်တဲ့အခါမှာဘသူအမြန်းစနစ်တကျလာပြီးတော့ဖတ်ပြီးတော့လေးလာကျင့်သုံးပါလေတဲ့စာအုပ်တွေလည်းပဲရှိတယ်အဲ့တော့တတ္တပကာရတံပရာအများအကျိုးတော်ကတော့မရှိနိုင်ပါဘူးဒါကြောင့်မို့ ဒီမလောက်တာကောင်းပါတယ်ဆိုပြီးတော့အဲ့ဆရာတော်နှစ်ပါးဆုံးဖြတ်သွားတယ်ပေါ့တပိတော့လည်းပဲသဘောကျတယ်ကိုယ့်ရဲ့အတွေးနဲ့လည်းပဲတိုက်ဆိုင်နေပေါ့ခုလည်းပဲဒီမစိုးရင်ဆရာတော်ကြီးပြောတယ်လို့ဆိုရင်လို့တကားလို့ဒီဆရာတော်ကြီးကတော့ကိုယ့်ရဲ့လူတဲ့ပစ္စည်းကိုမအအောင်လူလို့ပြောလို့ရှိတယ်လေဘယ်လိုလူတဲ့တော့ဆိုရင်เจ้าကြီးဆောက်ထားတယ်ဒီเจ้าမမစာတင်စာချတွေလုတ်တယ်ဖျားဟုတ်တက်တယ်တရားထိုင်တယ်ဆိုရင်ဒါစပရစေနာတွေဖြစ်နေတာဒါဟုတ်မအတဲ့အလှလို့ခေါ်တယ် ဒီလိုမှမဟုတ်ဘဲနဲ့အเจ้าကြီးတို့ဆောက်ထားပါရဲ့တကားပိတ်ပြီးတော့တော့ခတ်တခါတရံမှဖွင့်သုံးဒီเจ้าမျိုးမှာသာသနာရေးနဲ့ဆက်တဲ့ပရိယတ်တိပฏิပတ်နဲ့ဆက်တဲ့အလုပ်တွေမလုပ်ဘူးစဉ်ဒီအလူကိုအတဲ့အလူလို့ခေါ်တယ်ဘယ်လိုခေါ်တော့နောက်ပြီးတော့ဒီကျန်းစာအုပ်တွေဆိုရင်တော်မှာဒါတော်တော်ကိုရိုကြီးတွေသွားပြီးပိဋကတ်သုံးပုံလှူရင်ကောင်းတဲ့ဆိုသွားလှူတယ်သူများလှူတယ်လှူတယ်ဒါပေမဲ့လို့ဘီယိုတဲ့ထက်တော့ခတ်သိမ့်ထားတယ်အလှကြည့်ုံမရှိတယ်ဒါကိုဘာလူလို့ခေါ်လဲဆိုရင် ဒါကြောင့်မဒီเจ้าမှာလည်းတပြီးတော့ပိဋကတ်သုံးပုံနေနောက်ပိုင်းလားလူရင်လက်ကိုမခံတော့တာလိုအပ်တဲ့စာအုပ်ဆိုရင်တော့လက်ခံပါမယ်လို့ပိဋကတ်သုံးပုံကတော့ပြည့်နေလို့လိုအပ်တဲ့เจ้าမှာလူပါလို့တပြီးတော့ဒီလိုပဲပြောလို့ရှိတယ်ခုလည်းပဲဒီနေ့မေခွန်းမေးတဲ့တကားကိုအဲเจ้าစာတွေဘာတွေစိုက်သုံးဖို့ကြေးပြားရွှေပြားတွေထဲမှာမိမိနှစ်သက်တဲ့စာလေးတွေရေးပြီးလှူတာဓမ္မစီထိုက်ပါလေဒါပေမဲ့လို့လို့တတ္တုပကာရတံပရာတဘောတော့နဲလိမ့်မယ်လို့ဒါကြောင့်မို့ ကိုယ့်ကိုညှိပြီးတော့သင်တယ်လို့သာကြည့်လူပါလို့လက်စွပ်တွေပါတွေလူတာတော့နားမလည်ဘူးလို့ဘာကြောင့်လူတယ်ဘလို့ကြိုးရှိတယ်ဒီထပ်ပနာကြီးတွေပိတ်တယ်ဆိုတာဖျားရှင်တတ်တော်တင်ရရှိတော်ကတော့ဒါရွှေတွေငွေတွေတချို့လာပြီးတော့ကြောင်ထဲမှာဆက်ပြီးတော့လူတာတွေရှိတယ်ပေါ့ဗျာဆိုလိုတာဘာလဲဆိုတော့ခေပညာတက်ပြီးတော့စာဖအားကောင်းတွေးခေါ်အားကောင်းလာတဲ့ပုံစံကြီးကြတော့မေးခွန်းနေမေးတက်လာတယ်ပြီးတော့တန်ဃာတွေဟောပြောတယ်ဆိုတာလည်းပဲတပြည့်တူဟောပြောတိုင်းသူတို့က ယုံကြည်မှုမရှိတော့ဟုတ်တယ်လားမှန်တယ်လားဘာကြောင့်လဲဆိုတာတွေသိလားနောက်ပြီးတော့လက်တွေ့ကျင့်သုံးမှုရှိမရှိဒီလိုတို့ဖြေတဲ့ပုံကလည်းပဲစာသိတယ်သိပြီးတော့ကိုယ်တိုင်ကျင့်သုံးမှုမရှိတဲ့ဟာဆိုရင်ဖြေရတာအသက်မပါဘူးပေါ့ဗျာဘာမပါဘူးလို့ဆိုရင်ဒါကြောင့်မို့ဒီလိုတို့ဒါလေးတွေဟာလေးလာသင်တဲ့တရားတွေပေါ့ဒီခုနမဟာဝိတက်ကပုရိသမြင့်မြတ်တဲ့ဖရာစတဲ့သူတော်ကောင်းတွေရဲ့အတွေးဖို့တပ်တနာဒီဟာတွေလည်းပဲဒီလိုတို့ဒါတန်ဃာတွေနဲ့လည်းပဲဒါတိုင်းသက်ဆိုင်တယ် နောက်ပြီးတော့ဒီလိုတရားတွေကိုသိလိုက်လို့ရှိရင်ကျင့်သုံးခြင်းစိတ်တွေပေါက်လာတယ်ခုခေတ်ဆိုလို့ရှိရင်အာယုံတွေကလည်းပဲများလာတယ်ပါးတွေကလည်းပဲများလာတော့ဆိုရင်ခုလိုဆိုရင်လို့ရှိရင်လည်းပဲနှလုံးသုံးလုံးအပြင်ဘောလုံးပွဲတွေကလည်းပဲတကဘာလုံးတိမ့်တိမ့်တုံအောင်ကျင်ညာတဲ့ပုံကူတွေကလည်းပဲစိတ်တွေလှုံ့ဆော်ပြီးတော့ကျင်ညာလာတယ်အဲ့တော့တပည့်တော်တို့ကမလုပ်ရမလဲသူတို့အာယုံကတော့တားလို့မရပါဘူးပါးတော့တားလို့မရဘူးဆိုရင် ဒါပေမဲ့လို့ကိုယ်စိတ်တက်ကိုပြုပြင်လို့နှလုံးသွင်းကောင်းအောင်လုပ်ဖို့ကတော့ရပါတယ်။အဲ့တော့စိတ်တက်ပြုပြင်လို့ကတော့ရတယ်ပေါ့။ဘာတော့ရတော့စဉ်။အဲ့တော့အာယုံတွေဘယ်လောက်ပဲဆိုသူဘုရားရဟန္တာတွေလည်းပဲသူတို့ခေတ်ကသူ့အာယုံနဲ့သူရှိကြတာ။ဒီလိုပဲအာယုံကိုကိုယ့်ရဲ့နှလုံးသွင်းပေါ်မူတည်ပြီးတော့ကုသိုလ်စိတ်အကုသိုလ်စိတ်တွေဖြစ်သွားကြတာပဲ။အဲ့တော့တပည့်တော်တို့ဒီနှလုံးနေထိုးကြတယ်၊သုံးလုံးနေချဲတွေထိုးကြတယ်၊ဘောလုံးပွဲတွေအိုးတောင်းတဲ့ တဲ့တန်ကလောကလည်းပဲကြည်တာတွေရှိတယ်လူလောကဆိုရင်တော့အလောင်းစားတပြည့်လူထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံအများဆုံးလို့တောင်ပြောကြတယ်ပေါ့ထိုင်းနိုင်ငံမှာဆိုရင်သူတို့စစ်တမ်းကောက်ကြည့်တယ်တနည်းရလေဒီယိုတွေကြားလိုက်တယ်ဘလောက်စစ်တမ်းကောက်ကြည့်လို့ဆိုရင်ဒီလောင်းစားဘောလုံးပွဲလောင်းစားမဲ့ထင်မှာမူလာတန်းကြောင်းသားလေးတွေကတသိန်းလောက်ရှိတယ်လေဘလောက်ရှိတော့ကျေကျေပြောပါမူလာတန်းចောင်းသားဆိုတာတပြည့်လူ၄တန်းចောင်းသားမှန်ကြည့်ရင်၁၀နှစ်ဝန်းကျင်အောက်တည်တယ်ပေါ့ ဲ့တော့ဒီကလေးလေးတွေကဒီထဲမှာစိတ်ဝင်စားပြီးတော့စရင်သူပြေတနာကောက်ကြည့်တဲ့အခါမှာတသိန်းလောက်ကလောင်စာလုပ်ဖို့ဆိုပြီးတာဆူနေကြတယ်အဲ့တော့တပည့်တို့ဒီအာယုံတွေကတော့တပည့်တို့တားလို့မရအောင်နည်းနည်းပါးပါးတားနိုင်တယ်များတားမယ်သို့တော့ကိုယ်စိတ်ဟာတိတ်ပြီးတော့အရေးကြီးပါတယ်။ဘာအရေးကြီးတော့ဆိုရင်စိတ်ဟာတိတ်ပြီးတော့အရေးကြီးတယ် ဒါကြောင့်မအာယုံတရားတွေဘလောက်ပဲများနေဒီကိုယ်စိတ်နဲ့ကိုယ်အသိဉာဏ်လေးတွေရှိလာလို့ရှိရင်ဒါတပြည့်တို့ကျင့်သုံးမှုလက်တွေ့လေးတွေထိုင်နေနေပြလှုပ်လာလို့ရှိရင်ကိုယ်စိတ်ကိုထိန်းနိုင်လို့ရှိရင်ဒီအာယုံတွေက तू က तू ပဲ तू ကမျောပါနေကြတာကိုကြည့်ပြီးတော့ကိုယ်ကတခါတည်းမှာတံဝေကတောင်ဖြစ်နိုင်ပါတယ်ဒါကြောင့်မို့တပြည့်တို့ဒီ မဟာဝိတက်ကပုရိသမြင့်မြတ်တဲ့ယောက်ျားမြင့်မြတ်တဲ့မျိုးသမီးတွေရဲ့မြင့်မြတ်တဲ့သူတော်ကောင်းတွေရဲ့အတွေးခေါ်ဒါလေးတွေကိုသိလို့ရှိရင်ကိုယ်စိတ်ကိုလည်းပဲပြီးထိမ့်နိုင်မယ်လို့ထင်တယ်ပေါ့ဒါကြောင့်မို့ဒါလေးကိုဒီလိုပြောပြအာယုန်တွေများတဲ့အခါမှာဒီအာယုန်တွေကိုကိုကစိတ်တဲ့နှလုံးသွင်းလေးနဲ့ပုံမှန်သွားလို့ရှိရင်ဒီရွတ်တို့ဒီမြစ်ထဲမှာခီးသွားတဲ့ပုံကူရင်ဟောဒီလေတိုက်တဲ့အချိန်တွေဒီရွတ်တို့ယူသွားတာတိတ်ကြောက်ဆရာကောင်းတယ်ဒီရွတ်တခါစီးဘူးတယ်ပေါ့လေတိုက်တော့ကြတော့လှိုင်းကြီးတယ်လှိုင်းကြီးတော့မော်တော်လေးတွေရဲ့သေးတော့ကြတော့ မောင်းတဲ့ပုဂ္ဂိုလ်ကျွမ်းကျင်ပြီဆိုလို့ရှိရင် तू ကလှိုင်းရပဲရလာတယ်ဒီလှိုင်းကိုဘလို့ဖြတ်ခွဲမယ်ဆိုရင် तू ကလှိုင်းနေကြီးနေပြီမလို့မော်တော်ကငြိမ်ပြီးတော့ तू ကသူဖြတ်ခွဲသွားတာပဲတကယ်လို့ကျွမ်းကျင်မှုမရှိဘူးဆိုရင်လှိုင်းကို तू ကလိုက်တဲ့မသွားတတ်ဘူးဆိုလို့ရှိရင်ဘလို့ဖြစ်လဲဆိုတော့မော်တော်ကြီးဟိုဘက်ရင်ဒီဘက်ရင်ကြားတော့ပေါက်သွားတာလေအဲ့ဒါတပည့်တော်စီးခဲ့တာပေါ့ခုလည်းပဲတပည့်တော်ဒီလှိုင်းနေကအာယုံ၅ပါးဆိုတဲ့လှိုင်းနေကအာလုံးဖူလို့စေသူဘောလုံးပွဲတွေပါတယ်ပေါ့အာလုံးမှာလှိုင်းနေရထန်းလာတယ် အဲ့ဒါကိုတပည့်တော်ကယောနီတော်မနတိကာရဆိုတဲ့ဒီစိတ်တက်လေးနဲ့ဥတီပြီးတော့အလိုက်ပင်မောင်းသွားလို့ရှိရင်ပြဿနာမရှိဘူးပေါ့ဗျာတပည့်တော်ကြောင့်ထိုက်တဲ့လောက်ပညာရေးတိုးတက်တယ်အနေထိုင်တိုးတက်တယ်ဆိုတာလည်းပဲဒီလိုသွားလို့တိုးတက်တာဒါကြောင့်မို့ပြီးလို့ရှိရင်ဒါစာချဘုံကြီးတွေနဲ့ဒါတပည့်တော်ဒါလေးတွေကိုတက်နိုင်နေမယ်စိတ်တက်ရေရရဒါပြောဆိုဆွေးနွေးခြင်းလို့ခေါ်တာပါခုလည်းပဲဒီဩဝါဒမှာနောက်တစ်ပတ်တည်းလည်းပဲဒီဟာလေးကိုပဲတပည့်တော်ဆက်ပြောမယ်ပေါ့ဒီနေ့တော့အချင်းချုပ်လေးပြောလိုက်မယ်ပေါ့ အဲ့တော့မာဝိတကပူရိမာပူရိတဝိတကမြင့်မြတ်တဲ့သူတော်စင်တွေရဲ့ယောက်ျားတွေမျိုးသမီးတွေရဲ့အတွေးခေါ်ရှင်မျိုးဆိုတာဘာလဲဆိုတော့နာယံဓမ္မောအပိဿတအယံဓမ္မောအပိအပိဿတယံဓမ္မောနာယံဓမ္မောမဟိဿတတဲ့နံပါတ်၄ချက်ကဒီလောကုတ္တရာတရားကိုပါမတ်ဖို့နိဗ္ဗာန်ကိုရကျင်ပါတယ်မျက်မှောက်ပြုကျင်ပါတယ်ဆိုလို့ရှိရင် ဒီတရားတွေကဘယ်ပုဂ္ဂိုလ်အတွက်ပြည်စည်းအောင်မြင်ထမြောက်တယ်လဲဆိုရင် အပိဿတ္တအလိုရမတ်မရှိတဲ့ပုဂ္ဂိုလ်တနည်းအားဖြင့်အလိုရမတ်နဲတဲ့ပုဂ္ဂိုလ်တွေမှာပြည်စည်းထမြောက်တယ်ရနိုင်တယ်ပေါ့အဲ့တော့လောကုတ္တရာတရားမတ်ဖို့နိဗ္ဗာန်ကိုလိုချင်ပါတယ်ဆိုလို့ရှိရင်အပိဿတ္တရမလို့အပိဿတ္တဆိုတာအလိုရမတ်နဲတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အလိုရမတ်မရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့တော့ နာယံတံမို့မဟိဆက်တာတဲ့အလိုရမဲ့ကြီးလို့ရှင်တော့ဒီလောကုတ္တရာတရားကိုပါဒီပုဂ္ဂိုလ်မှာဘယ်တော့မှမပြည့်စည်တော့မဖြစ်တော့ဘူးဘယ်တော့မှမရနိုင်တော့ဘူးတဲ့ဒါနံပါတ်၁ချက်ဒါကြောင့်မို့ဒီလိုတို့အပိစ္ဆအလိုရမဲ့နဲတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်ပေါ့ဒါအကျဉ်းချုပ်လေးပေါ့ဒုတိယချက်ကဘာတော့ဆိုတော့တန်တုတ်ထတ်တာယံတံမို့နာယံတံမို့အတန်တုတ်ထတ်တာတဲ့ဒီပစ္စည်းလေးပါပေါ်မှာတန်တောတာ၃ပါးနဲ့တင်းတိမ်ရောင်ရဲတဲ့ပုံစံ နှစ်ချုပ်ပြောလို့ရှိရင်တော့ရသမြလေးရှိသမြလေးနဲ့ကျင်တဲ့ကြောင်ရဲတဲ့ပုံကိုဆိုရင်ဘယ်တရားတွေရနိုင်တော့ဆိုရင်မတ်ဖို့နိဗ္ဗာန်တရားပါတရားတော့ဆိုရင်ကြောင်မြန်ပြန်လိုက်အတန်တုတ်ထက်တာဒါရှိတာကိုဟိုဟာလိုခြင်းပြာရခတ်ပြီးတော့ဟုတ်လားဒီသတင်းလေးတွေခုကြားလိုက်လို့ရှိရင်ပြာလောင်ခတ်ပြီးတော့ဟိုဟာလှုပ်ခြင်းဒီဟာလှုပ်ခြင်းဒါမျိုးကြောင်ရဲမှုမရှိတဲ့ပုံကိုဆိုရင်ဘာနဲ့ဝေးသွားမှာတော့ဆိုရင် မတ်ဖို့နိဗ္ဗာန်နဲ့ဘာနဲ့တော့ဆိုရင်တကယ်လို့ယဟန်ပြုခဲ့တာတာမဏေပြုခဲ့တာဘာကိုလိုချင်လို့တော့ဆိုရင်မတ်ဖို့နိဗ္ဗာန်ကိုလိုချင်လို့ပေါ့နောက်နံပါတ်3ကပဝိဝိတ္တတာယံဓမ္မောနာယံဓမ္မောအပဝိဝိတ္တတာတဲ့ဒီဥပတိဝိဝေကစတဲ့ဝိဝေက၃ပါးကာယဝိဝေကစတဲ့ဝိဝေက၃ပါးပေါ့ဒီဝိဝေက၃ပါးနဲ့ကင်းစေပြီးတော့ အပေါင်းဘောတွေစိတ်ကိလေသာတွေဒီလိုကင်းစိတ်နေတဲ့ပုဂ္ဂိုလ်အတွက်မှာလောကုတ္တရာတရားကိုပါဆိုတဲ့မတ်ဖို့နိဗ္ဗာန်ဖြစ်ပါတယ်တဲ့အပုဝိတ္တသင်္ကနိကာရမတ္တပေါ့နာယံတံမို့သင်္ကနိကာရမတ္တအပေါင်းဖော်တွေနဲ့ပြောပြီးတော့ပြောပြောပါပါဟိုတငယ်ချင်းနေနဲ့ဟိုသွားချင်းဒီတငယ်ချင်းနေနဲ့ဒီသွားချင်းစာချက်ချင်းလိုက်စကားပြောရင်ဒီပုပုဂ္ဂိုလ်တွေကြတော့ဘာနဲ့ဝေးသွားတော့ဆိုရင်မတ်ဖို့နိဗ္ဗာန်နဲ့ဝေးသွားတယ်ကြဲကြဲပြောပါ မက်ဖို့နိဗ္ဗာန်နဲ့ဝေးသွားတယ်ဒါတပြည့်တရားလေးတွေကိုအကျဉ်းချုပ်ကောင်းစင်နဲ့ဒီနေ့ပြောမယ်။နောက်ရက်တစ်ချက်ခုနှစ်ခုလောက်ပြောလို့ချင်းအားလုံးကသဘောတူသွားမှာပါ။နောက်နံပါတ်၄ချက်ကအာရတဝီရိယတာယံဓမ္မောနာယံဓမ္မောကုတိတ္တတာတဲ့။ဒီကုသိုလ်ကောင်းမှုတွေမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဖြစ်ပြီးတဲ့ကုသိုလ်တွေလည်းပဲတိုးပွားလာအောင်အမြဲတမ်းကြိုးစားနေတဲ့ပုဂ္ဂိုလ်မှသာလျှင်ဗာတရားတွေဖြစ်တယ်ဆိုရင် အပြင်းကြီးနေတဲ့ပုံကိုယ်တွေမှာဘာနဲ့ဝေးသွားမှာလို့ဆိုရင်ဒါနံပါတ်၄ချက်ပေါ့နောက်နံပါတ်၅ချက်ကဥပ္ပထိတ္တတတိတယံဓမ္မောနာယံဓမ္မောတံပမုဋ္ဌတ္တရအဲ့တော့ဒီမှာလည်းပဲဒီကဲ့၍တည်သောတတိရှိသောဆိုအရာရာမှာတတိလေးနဲ့ထားလို့တဲ့ပုံကိုယ်ဆိုရင်မဖို့နိဗ္ဗာန်ဖြစ်တယ်ကြောက်လွင့်နေတဲ့တတိရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်မဖွနိဗ္ဗာန်နဲ့ဝေးတယ်ဆိုပြီးဒီအချက်ကို နောက်ပြီးတော့တကတမာဟိတ္တယံတံမောနာယံတံမောအတမာဟိတ္တာတဲ့တီတီငိမ့်ငိမ့်နဲ့တမာရီအားကောင်းတဲ့တနည်းအားဖြင့်စိတ်ထားမြင့်မြတ်တဲ့မေတ္တာကရုဏာမုရိဒါဆိုတဲ့ဥပဇာရတမာရီစတဲ့တရားတွေနဲ့စိတ်ထားမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှာမဟုတ်ဘူးနိဗ္ဗာန်ရတယ်ဒီလိုမှမဟုတ်ဘဲနဲ့တည်ကြည်မှုမရှိတဲ့ပုဂ္ဂိုလ်မှာဆိုရင်မဟုတ်ဘူးနိဗ္ဗာန်ဝေးတယ်ဆိုပြီးဒီချက်ကိုလည်းပဲဟောထားတယ်ပေါ့နောက်နံပါတ်ခွန်ချက်က ပညာဝတ္တောအယံတံမောနာယံတံမောဒုပညာတတဲ့ကမ္မတကတာပညာအ ਨੇ ဆုံးဝိပဿနာပညာဒီပညာရှိမှပဲဗာတရားတွေနဲ့ဤဇက်နိုင်လို့ဆိုရင်ဒီလိုမှမဟုတ်ဘဲနဲ့ကမ္မတကတာပညာဝိပဿနာပညာဆိုတဲ့ပညာ ਨੇ တဲ့ပုဂ္ဂိုလ်ပညာမရှိတဲ့ပုဂ္ဂိုလ်ကျမဖွနိဗ္ဗာန်နဲ့ဝေးတယ်နောက်ပြီးတော့တကနိဗ္ဗပင်စာရမတယံတံမောနိဗ္ဗပင်စာရတိနော နာယံတံမောပပင်္စာရာမတ္တပပင်္စာရတိနောတဲ့ဒီပပင်္စာတရားကင်းရာဖြစ်တဲ့နိဗ္ဗာန်မှာပျော်မွေးတဲ့ပုဂ္ဂိုလ်ကြရင်ဒါတွေဟာနိဗ္ဗာန်ကိုလိုလားတဲ့ပုဂ္ဂိုလ်လို့ဆိုကြပါလို့ပပင်္စာတရားမရှိတဲ့နိဗ္ဗာန်ကိုအမြဲတမ်းညွတ်ပြီးတော့ဘာလို့လို့နိဗ္ဗာန်ကိုပဲညွတ်ပြီးတော့လုံနေတဲ့ပုဂ္ဂိုလ်အတွက်ဆိုရင်ဘာတရားတွေကနှိစက်လဲဆိုရင်ဒီလိုမှမဟုတ်ပဲနဲ့ဒီပပင်္စတရားဆိုနေရတဲ့ကတဏမာနဒိဋ္ဌိတွေလွှမ်းပြီးအကုသိုလ်စိတ်တွေနဲ့ဖြစ်ပြီးတော့ ပါလို့လို့ကုသိုလ်လောက်တာတော့မှပပင်စာတရားနဲ့လုံနေတဲ့ပုံကိုယ်ဒီမှာဆိုရင်ဗာတရားနဲ့ဝေသွားမှာလဲဆိုရင်အဲ့ဒီချက်တွေကတပည့်တို့ပြောချင်တာတော့အပိစ္ဆာတန်တုဋ္ဌဒီပုံကိုယ်မျိုးတွေကိုအဓိကထားပြီးတော့နောက်တစ်ပတ်ကျပြောသွားမှာပေါ့အဲ့ဒါတွေနားလည်လို့ရှိရင်ကိုယ့်ကိုယ်ကိုယ်လည်းပဲဒါဆင်ကျင်ပြီးတော့စိတ်တတ်တွေလည်းပဲဒီလောကဒဏ်လှိုင်းလုံးတွေလိမ့်လာတဲ့အခါမှာဘလိုနည်းနဲ့သွားမလဲဆိုပြီးလက်တွေလည်းပဲကျင့်သုံးမိတာဖြစ်သွားတယ်လက်တွေ့ကျင့်သုံးလို့ရှိရင်ဒီလိုဒကာဒကမတွေရဲ့အကြည့်အမေးလည်းပဲခံနိုင်တယ်အကြည့်လည်းပဲခံနိုင်တယ် ဒီလိုမှမဟုတ်ဘဲနဲ့ဗဇက်ကတဓမ္မကတိကလှုပ်ပြီးတော့ကောင်းတာတွေလျှောက်ပြောလက်တွေ့ကျင်သုံးမှုမရှိဘူးဆိုရင်အသက်မပါတယ်လို့ပါပဲတနည်းအားဖြင့်ပြောလို့ရှိရင်ပန်းပွင့်ဟာအဆင်မဲလှပြီးတော့အနတ်သက်ကင်းနေတယ်လို့ပဲအသက်မရှိဘူးပေါ့ဗျာဒါကြောင့်မို့ဒီလိုတို့ဒီလောကဒဏ်တရားတွေကလှိုင်းလုံးနေရအားလုံးဝိုင်းရံနေတဲ့အချိန်မှာစိတ်တက်လေးတွေတည်ငြိမ်ပါစေတော့ဆိုပြီးတော့တပီတော့ဒါဒီတရားလေးတွေကိုနောက်တစ်ပတ်ကျအကျယ်နဲ့ပြန်ပြီးတော့ပြောမယ်ပဝန်းကျင်ရဲ့လူပုဂ္ဂိုလ်တွေကလည်းပဲ စီစစ်တက်တက်တွေးခေါ်တတ်တဲ့ပုံကူတွေရှိလာတဲ့အခါမှာကိုယ်ကလည်းပဲလက်တွေ့ဘဝနေစဉ်ဘဝထဲမှာကျင့်သုံးကျင့်သုံးပြီးတော့ကိုယ်လည်းပဲသိအောင်စာပေတဲ့ပင်လက်တွေ့ဘဝလည်းကျင့်သုံးလို့ရှိရင်ဒီလိုတို့တက္ကရာကမတွေရဲ့ကျင့်နေမှုကြည်ညိုမှုပေးရရောက်ပါတယ်အဲ့ဒီလိုပေးရရောက်လို့ရှိရင်တောင်မျိုးဆရာတော်ကြီးပြောသလိုကိုကအ ਨੇ ဆုံးကြည်ညိုတဲ့စိတ်ကလေးပေးနိုင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့တက္ကရာကမတွေပေါ်မှာကြည်ညိုတဲ့စိတ်ပေးခြင်းအပြင်အကျိုးပြုနိုင်တယ်ဆိုရင်သာသနာတော်ရှိတယ်တဲ့ဒါကြောင့်မို့ဒါသာသနာပြုရလဲရောက်တယ်ဒါကြောင့်မို့အဲ့ဒီ မဟာပုရိသဝိတကဆိုတဲ့မြင့်မြတ်တဲ့အမျိုးသားအမျိုးသမီးမြင့်မြတ်တဲ့ဘုရားစတဲ့သူတော်ကောင်းတွေရဲ့အတွေးခေါ်တွေကိုဒါတွေကိုလက်တွေ့လိုက်နာပြီးတော့ကျင့်သုံးနိုင်တဲ့အမျိုးကောင်းကျင့်သုံးနိုင်တဲ့သာသနာအာဇာနည်ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေကုန်တည်း